ပြိုမေတို့ရဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ပြိုမေတို့ပြောပြခြင်းတဲ့အကြောင်းအရာလေးကစစ်သားကြီးလည်းဖြစ်ရှင်နေ။နောက်ပြီးတော့အင်ဂျင်နီယာလည်းဖြစ်ရှင်နေဆိုတဲ့သူတွေနောက်ပြီးတော့စစ်တပ်ကတူတပ်မတော်နည်းပညာတက္ကသိုလ်တွေမှာဝင်ရောက်ဖြည့်ဆို့ခဲ့ပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်မအောင်မြင်ခဲ့တဲ့သူတွေအတွက်ရီမန်ချက်တွေကိုအကောင့်ထဲပို့လို့ရမယ်။အကြောင်းတစ်ချောင်းနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။ဒီအကြောင်းလေးကတော့ အေးများတဲ့ရာတီဥရူတာယာလှပတဲ့ရှုခင်းနေနဲ့ပြည်စုံနေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိတဲ့တက်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံအကြောင်းပဲဖြစ်ပါတယ်။ ပြီးတော့ပြုံမေတို့ဒီဗီဒီယိုလေးရဲ့အဆုံးမှာလူသိနေတဲ့အချက်တွေကိုလည်းထပ်ပြီးတော့ဖြည့်ဆက်ပြီးပြောကြားပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးเนาะကျွန်တော်တို့ဒီရောက်ခါစားတော့လာစားမှာလောက်နှစ်သိန်းနှစ်ပေါင်းနဲ့ရှစ်ထောင်နဲ့ရှိတယ်ဖက်စီကလာတယ် second year ဆိုနှစ်သိန်းသုံးထောင်နဲ့လေးထောင်ပဲရအခု final ရောက်ခါမှာဒုတိယကျရလဲကတ်တော့သုံးသိန်းနှစ်ပေါင်းရှစ်ထောင်နဲ့စားကျွန်တော်ကိုယ်ပိုင်လာစားလေးလေးရတာဗျအဆောင်စစ်စစ်ရင်ကြီးတယ်ကျန်တဲ့ကိုသုံးညင်တာလေးဟိုကျတဲ့သုံးညင်ရပြီးတော့ကိုမိဘလည်းကိုပြန်ထောက်ပံ့လို့ရတယ်နောက်ကိုပြန်ဆောင်းစင်ကြီးပေါ့အဲ size တားလေးကကျွရလဲကောင်းတော့လည်းပြင်ပါ ဒီဘောကောင်စင်ကြီးလာပေါ့ဗျာငါစတော့တော့ကောင်တရားနဲ့ပေါင်းပါကြည့်ဗီယမ်မန်မကြဘူးစားရတာကြည့်ရကွာငါတွေ့တာအခုဆိုကောင်တရားလုံးလည်းပြဗီယမ်မန်ကြိုက်ပါလေအေးစိတ်ဖြစ်သွားတယ်ကျော်ရတော့ရသားပေါ့ရသားဝင်နေပေါ့ပါအိမ်မှာပြင်မှာတိုက်တာငါဗျာမဖြောင်းအခုတော့ဒီချင်းတော့ဖိုင်နေရလဲရောက်ပြီဆိုတော့တိုက်ကတော့ AC ပဲ30လောက်သာတိုက်ရအဲ့နေလောက်ပဲရှိဒီလိုပဲဒီကွာနော်ဒီလိုပဲဖြည်းဖြည်းချင်းကြည့်ယူပါပဲငါတို့ဒီလိုလေးဖြစ်မှုတွေငါတို့စတာတွေကဒီလိုမျိုးပဲတင်ချပြီးခဲ့တာ မေဂျာ၉ခုရှိတယ်။မေဂျာအင်ဂျင်နီယာ၊စက်မှုပုံစံမျိုးအင်ဂျင်နီယာ၊စက်မှုစားအင်ဂျင်နီယာ၊ပြီးရင်သေစားအင်ဂျင်နီယာ၊ကွန်ပျူတာအင်ဂျင်နီယာ၊စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ၊အီလက်ထရောနစ်အင်ဂျင်နီယာ၊ဓာတ်ရုပ်အင်ဂျင်နီယာ၊ပြီးရင်ကျွန်တော်တို့အဲတက်ဆုပေးတာအင်ဂျင်နီယာ၊မေဂျာ၉ခုရှိတယ်။စာရေးလေးကြက်လေးအနေနှောင်းကို ေကွာငါတို့မကနီကယ်ပါပါဆုံးဆောင်အင်ဂျင်နီယာပါဆိုရင်ကွာငါတို့ကဒီ project ဒီပိုင်းလို့ဖို့အတွက်ဆိုရင်ကွာအရင်ဆုံးဟိုလက်ခံပါကွာ AutoCAD တွေနဲ့အရင်ဆုံး design ဆွဲတယ်ကွာတခြားလူရှင်ငါတို့ workshop မှာသွားပြီးတွင်ကုန်လေးနဲ့ခုတ်စားတယ်ပြီးရင်ကွာတကောင်းဒီမိကြပါကွာ CNC ဆက်ကြီးရေးလို့ငါတို့ဆိုတော့ M code တွေ G code တွေချက်တာအများကြီးပဲတက်မရကွန်ပျူတာနဲ့နေပညာသိပ္ပံကိုစိတ်ပါဝင်စားလို့တက်ရောက်ရှင်တဲ့သူတွေအနေနဲ့ဘာတွေလိုအပ်မလဲဆိုတာကိုပြုံပြရရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်နံပါတ်1အနေနဲ့ပြည်တော်စုသမရမြန်မာနိုင်ငံသားဖြစ်ပြီးတော့အိမ်တော်မရှိဘူးတဲ့သူလူမျိုးဖြစ်ရပါမယ်။ နံပါတ်1အနေနဲ့ကတော့အသက်16နှစ်ပြည့်ပြီးတော့ကျန်းမာရေးကောင်းမွန်တဲ့သူဖြစ်ရပါမယ်။နံပါတ်3အနေနဲ့တက်မတော်ကတင်ကြပေးမယ်ကွန်ပျူတာအင်ဂျင်နီယာဘာသာရပ်နီးပညာဘာသာရပ်တွေကိုစိတ်ပါဝင်စားစာနဲ့လိုက်ပါလေ့လာနိုင်တဲ့သူဖြစ်ရပါမယ်။တက်မရော်ရဲ့လေ့ကျင့်မှုပုံစံအတိုင်းလှုပ်ဆောင်နိုင်တဲ့သူဖြစ်ရပါမယ်။နောက်ပြီးတက္ကသိုလ်ဝင်ဆမ်မီဝဲကိုသိပ္ပံဘာသာတွေ၊ဝိပ္ပံဘာသာတွေနဲ့ဖြည့်ဆို့အောင်မြင်ပြီးသူဖြစ်ရပါမယ်။သင်တန်းကာလ၃နှစ်ကြာမြင့်ပြီဖြစ်ပြီးတော့ဒီ၃နှစ်ကာလအတွင်းမှာလည်းအဲသင်တန်းသားလားစာကိုရရှိမှာဖြစ်ပါရဲ့ရှင်။ တင်နန်းပြီးဆုံးမှာကလည်းနီးပညာဆိုင်ရာတက်ကြွကြီးတွေဖြစ်တက်မတော်ကြီးရည်လေးလက်ယုံတက်ဖွဲ့တွေမှာတာဝန်ထမ်းဆောင်ရမှာဖြစ်ပါရဲ့ရှင်အစိုးရရောင်းပေးရက်တွေမှာလည်းတင်နန်းသားတွေနဲ့တင်နန်းသားတွေရဲ့မိဘတွေကိုအဲတွေ့ခွင့်ပေးထားတယ်လို့သိရပါရဲ့ရှင်နောက်ပြီးတော့ ပြုံမေတို့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့လူတည်နေတဲ့အချက်ကလေးတွေကဒီကြောင်းကဆင်မယ်ဆိုလို့ရှိရင်ရိုးရိုးတက်ကြွကြီးမဟုတ်ဘဲနဲ့သူတို့ကအင်ဂျင်နီယာအတတ်ပညာရှင်တွေဖြစ်ကြမှာပဲဖြစ်ပါတယ်ရှင်ဒါအပြင်တန်တန်တယောက်စင်ကာလာအတွင်းမှာလည်းတမဲ့ရေရှင်နဲ့ကိုက်ညီလို့ဝင်ရောက်ဖြည့်ဆို့ခဲ့တဲ့စစ်တပ်ကတုံနဲ့ဘူလောင်းတင်နန်းတွေမှာလည်းပြည်နှံဝင်အရာရှိဖြစ်သွားတဲ့သူအင်အား1400ကျော်ထိရှိခဲ့ပါတယ်ရှင်ဒါကြောင့်မို့လို့ဒီတင်နန်းကိုစိတ်ပါဝင်စားလို့တက်ရောက်ရှင်နေဆိုလို့ရှိရင်တော့နေဆက်ရတိုင်းစစ်ဌာနချုပ်ရုံးနေတက်ဌာနချုပ်ရုံးနေမှာ၆လ ါတွေကိုတွားရောက်ပြီးတော့ထောက်ယူပြီးရှောက်ထားနိုင်ပါတယ်ရှင်။တက်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကျောင်းရဲ့ရည်ရွယ်ချက်အတိုင်းတက်မတော်ကြီးရည်လေးအတွက်လိုအပ်တဲ့အရေးရှင်းနေနဲ့ပြေဝတဲ့အတက်ပညာရှင် AGTI Diploma လက်မဲ့ရနိပညာတက်ချက်ကြီးတွေကိုမွေးထုတ်ပေးနိုင်ရန်ဆိုတဲ့အတိုင်းအမှတ်စဉ်1023အထိတင်နန်းသားဦးရေပေါင်း1100ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ရှင်။